はい、皆さん、こんにちは。先生のエディットちゃんを伝えよう。エディットまあ、そういう2မျိုးရှိရဲ့လို့先生、インドランスケープビューရှင်းခဲ့တော့မှလည်းပြောခဲ့တယ်。အင်းနဲ့ဆုံးတဲ့ edit ကို e edit လို့ခေါ်ပြီးတော့နားနဲ့ဆုံးတဲ့ edit ကို na edit လို့ခေါ်တယ်။မှတ်မိလား?အဲဘလူးဟိုင်းရဘလူးဟိုင်းရောဆိုတာတော့ဆက်စစ်လို့နောက်ပိုင်းမင်းနာလို့ညီဟုံးကမသွားခင်ဆက်စစ် မင်းနဲ့နေတဲ့အခါမျိုးမှာ e agitated တွေနဲ့ agitated တွေမှာပေါ့နော်အခုလောလောဆယ်တော့ e agitated ဆိုတာက e နဲ့ဆုံးတဲ့ကောင်ကိုခေါ်တာနာ agitated ဆိုတာကနာနဲ့ဆုံးတဲ့ကောင်ကိုခေါ်တာလို့မှတ်ထားရပြီပြီးတော့အဲ့ဒီ agitated ကို form လေးဘယ်လိုပြောင်းမလဲဆိုတာကိုသွားကြမယ်ဟိုက်ပြန်ပြောမယ်နော် agitated ကဘယ်နှမျိုးရှိလဲနှမျိုးရှိရယ် e agitated နဲ့နာ agitated e agitated ကဘယ်လိုကောင်းလဲကိုပြောရလဲ e နဲ့ဆုံးတဲ့ကောင်လေးကိုပြောတာ na agitated ကောင်နာနဲ့ဆုံးတဲ့ကောင်လေးကိုပြောတာ ဟဲ့ဒါဆိုရင် EAGD ရဲ့ပိုလိုက်ဖောင်သွားရအောင်ပိုလိုက်ဖောင်ဆိုတာကညီကြီးတဲ့အတုံးလုံးပြောတာ EAGD နဲ့ဆုံးတဲ့ကောင်တွေရဲ့ပိုလိုက်ဖောင်သွားမယ်ဆိုရင်ပုံမှန်ရိုးရိုးပဲ EAGD ဖြစ်ပါတယ်အဲ့လိုပုံစံမျိုးသွားမယ်ဆိုရင် E dance အဲ့ဒီ A အဲ့ EAGD နဲ့ဆုံးတဲ့ E အနောက်မှာ dance လေးထည့်လိုက်ရုံပဲအဲ့တော့ E dance ဒီမှာ E dance ဟဲ့အငင်းကိုသွားမယ်ဆိုရင်အဲ့ဒီ E ကိုဖြုတ်ပြီးတော့ခုန်လိုက်ပါတယ် kunaides des kunaides e des ယူပြောက်နိုင်ပေါင်းပြီးတော့ des ပေါင်းတော့ kunaides ယူပြောက်ခတာ des ယူပြောက် kuna ခတာ des des kunaides ခတာ des kuna ခတာ des ရလားဒါကရိုးရိုးအငင်းအတိတ်အတိတ်အငင်းပုံစံသွားခဲ့ရနော်။နောက်တိုင်းပဲနော်။ဟဲ့အဲ့တော့မမကတော့ examine နေတဲ့တာခိုင် ဒါတခိုက်ဆိုတာမြင်တော့လည်းသုံးလို့ရတယ်ဈေးကြီးတော့လည်းသုံးလို့ရတယ်တခိုက်ဒီညမှာမြင်တယ်လို့ပဲသုံးလိုက်မယ်เนาะတခိုက် does မြင်သည်မြင်တယ်တခိုက် does ခုနကငါ e ရဲ့နောက်မှာ does ပေါင်းလိုက်ရမယ်ဆိုတော့တခိုက် e ဆိုတော့ e နဲ့စုံတဲ့အတွက် e h တက်အဲ့ဒါအမှ does ပေါင်းလိုက်တော့တခိုက် does မြင်သည်မြင်တော့တယ်ပြောမြင်သည်ဖြစ်သွားတာเนาะဟဲ့တော့အကြည့်တက်ကနေပြော d ဖြစ်သွားတာ t ဒီရဖြစ်သွားတာအဲ့တော့တခိုက် does မြင်သည် မမြင်ဘူးဆိုရင် A ကိုဖြုတ်ခုနိုင်ပေါင်းပြီးတော့ dash ပေါင်းဆိုတော့တခါခုနိုင် dash A ကိုဖြုတ်ပြီးတော့ခုနိုင်ပေါင်းလိုက်ပြီနော်တခါခုနိုင် dash မမြင်ဘူးမြင်သည်မမြင်ဘူးမြင်ခဲ့တယ်ခု A ကိုဖြုတ်ခတာပေါင်းတော့တခါခတာ dash မြင်ခဲ့တယ်မမြင်ခဲ့ဘူးတခါခုနာခတာ dash ရလာတခါ dash တခါ dash ။ EU ပြုတ်ခုနိုင်ပေါင်းတခါခုနိုင်တက်။ EU ပြုတ်ခတာပေါင်းတခါခတာတက်။ EU ပြုတ်ခုနာခတာပေါင်းတခါခုနာခတာတက်။ရရနော်။ဟဲ့ EH တက်မှာဆိုလို့ရှိရင် UU ပုံမှန်တိုင်းပဲသွားမယ်ဆိုရင် E နဲ့ test နဲ့ပေါင်းလိုက်ရုံနဲ့တခါ ID test မြင်သည်အငင်းသွားမယ်အီယိုဖြုတ်ခုနိုင်ပေါင်းဒါခခုနိုင်ဒက်မမြင်ဘူးမြင်ခဲ့ဒီဒါခ တာခခတာတက်စ်ဤဖြုတ်ခတာပေါင်းဆိုတော့တာခခတာတက်စ်မြင်ခဲ့သည်မမြင်ခဲ့ဘူးတာခကုနာခတာတက်စ်မမြင်ခဲ့ရတယ်နော်အငင်းကိုပြန်ပြီးတော့အတိတ်ပြောင်းလိုက်တော့အတိတ်အငင်းဖြစ်သွားတာတာခကုနာခတာတက်စ်ရတယ်နော်ဟဲ့ဒါကစစလို့ပိုလိုက်ဖောင်ရင်ကျေးတဲ့အတုံးလို့ဟဲ့မရင်ကျေးတဲ့ပလိန်ဖောင်ပုတ်ပုတ်ပပတုံးတဲ့ကောင်းလို့ဆိုရင်နောက်ကဒီ dust တွေကိုဖြုတ်လိုက်ရတယ် နားလည်လားစစရိုးပိုလိုက်ဖောင်မှာတော့ dust တွေပါတယ် plain ဖောင်ပြောင်းခြင်းလဲဆိုရင်အဲ့ dust တွေကိုဖြုတ်လိုက်ပြီဆိုလို့ရှိရင် EHD ရဲ့ plain ဖောင်ကဒီမှာစစရိုးဒီမှာဆိုရင်အစားကပိုလိုက်ဖောင်မှာ e dust ဒီမှာ e တလုံးပဲ kunai dust kunai တလုံးပဲ kata dust တက်ကိုဖြုတ်ထားတယ်ခုက kata dust dust ကိုဖြုတ်ထားတယ်နော်ဝါရုဤဝါရုဤဆိုင်နေစုံတဲ့အတွက် EHD ဝါရုဤ ဝါရုခုနိုင်ဝါရုခတဝါရုခုနာခတဟဲ့ဒါဆိုရင်ဒါ plain form ဖြစ်သွားတယ်အဲ့တော့ desk ကိုဖြုတ်လိုက်တဲ့အတွက် plain form ဖြစ်သွားတယ်အဲ့တော့ e editor မှာဆိုလို့ရှိရင် plain form ပဲဖြစ်ဖြစ်ပို့လိုက် form ပဲဖြစ်ဖြစ်နှစ်ခုတည်းတစ်ခုရပြီဆိုလို့ရှိရင်နှစ်ခုလုံးရသွားနော်ပို့လိုက်ဆိုလို့ရှိရင် desk ထည့်တယ် plain ဆိုရင် desk မထည့်ဘူးအဲ့တော့ accessory ဒီရဲ့ပို့လိုက် plain form မျိုးပို့လိုက် form ပြောင်းမယ်ဆိုလို့ရှိရင်ဘာထည့်ရအောင် desk ထည့်ရမယ်နော် waru desk waru kunai desk waru khata desk waru kunakata desk ဟဲ့အဲ့တော့တာခဒီကောင်တွေကိုလည်းစစရာအပလိန်ဖောင်ပြောင်းခြင်းနဲ့ဆိုရင်ဘယ်လိုပြောင်းလဲတာခတာခကုနိုင်တာခကတတာခကုနာကတရှာရနော်ဟဲ့အဲ့လိုမျိုးပြောင်းနေဒါဆိုရင် e adjective ကိုရမယ်လို့ထင်တယ်ဟဲ့အောင်မစစအိစားနေနဲ့ဒီရဲ့ e adjective ကိုပူလိုက်ဖောင်ဆိုရင်ပူလိုက်ဖောင်ပြောင်းနေမယ်ပလိန်ဖောင်ဆိုရင်ပလိန်ဖောင်ပြောင်းနေမယ်ရှာရနော်ဟဲ့ ဒါဆိုရင်နားမလည်တာရှိရင်ဆက်စည်းဦးလာမိလို့ရမယ်နော်။ကြောက်ကျော်လာကုန်တဲ့အပိုင်းမှာရှောမတန်းနေ။ဘိုင်ဘိုင်း။